ရောင်းမြို့နယ်ကပ္ပစာဆက်ချောင်းရန်ချက်ဆက်ယုံနီးရှိအဓိကကန်ကင်းစခန်းအသိန်းခံရပြီးနောက်စစ်ကောင်မရှင်ကလက်နက်ကြီးစခန်းတွေကိုအခြေပြုဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ point 63လုံးစခန်းကုန်အသိန်းခံရပြီးနောက်အန်ရဲရှိလာတဲ့ကပ္ပစာဆက်ချောင်းကိုကာကွယ်နိုင်ဖို့ဆက်ယုံရဲ့အနီးမတုံချောင်းတစ်ဖက်ကမ်းရှိမြောက်ဖက်ကုန်းမှာလက်နက်ကြီးစခန်းပြုလုပ်ဖို့နေရာယူပြင်ဆင်မှုတွေရှိလာတယ်လို့သတင်းရင်းမြစ်တွေကသိရပါဗျ။29မိုင်ချောင်းသုံးကွနဲ့မတုံလမ်းမိုင်း ဖလိုးချောင်းဖျားတဝိုင်းမှာထိတွေ့တိုက်ပွဲတွေရှိနေတယ်။ညောင်ကျိုးဘတ်တော့ထိတွေ့မရှိသေးဘူးညှိနေတယ်လို့စီးရဲသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကစတင်ကစစ်ကောင်မရှင်ကလက်လွတ်ခဲ့ရတဲ့63လုံးပွိုင်ကုန်းဘတ်ကိုဥတီစစ်ကြောင်းထိုးလာနေပြီ။မတုံချောင်းနီးမှာလည်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေရ။စစ်ကောင်မရှင်ဘက်က ထိခိုက်သေးဆုံးမှုတွေများတဲ့အတွက်မတုံကနေနိုင်ကူညီမှုကားတွေအတက်အဆင်းပြုလုပ်တည်ထုတ်နေရတယ်လို့သိရပါရယ်။ နိုင်ဤကူညီမှုကားတွေတရက်ကိုနှစ်ခေါက်တက်မနဲ့အတက်ဆင်းလို့တည်နေရလို့အလင်းမမီဘူးဖြစ်နေတယ်လို့သိရတယ်လို့ CDM ဗိုလ်ကြီးစင်ရောက ARD Times ကိုပြောပါရယ်။ပကံကွန်းကြီးရွာရဲ့တောင်ဘက်6ကီလိုမီတာကွာဝေးမှာရှိတဲ့63လုံးပွိုင်ကုန်းကို A နဲ့ပူပေါင်းတက်တွေကတင်းယူပြီးတဲ့နောက်စစ်ကောမရှင်တက်တွေကကင်းစခန်းကို ပြန်ရဖို့ထိုးစစ်ဆင်လာတာဖြစ်ပြီးလက်နက်ကြီးစခန်းတွေပါအခြေချလာတာလည်းဖြစ်ပါရယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်းဆင်လန်ကျေးရွာက လေတာတောင်ကျောဘက်ကိုစစ်ကူနဲ့ရိတ်ခါပို့ရင်းစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးတိုက်စုံထိခိုက်မှုတွေရှိတယ်လို့သိရပါဗျ။ အေးနဲ့ပူအောင်တက်တွေရဲ့စီရေးလမ်းကြောင်းမှာရခိုင်ရိုးမှလမ်းကြောင်းကနေပြီးအုတ်ရှိပင်ရှိကပါစဆက်ယုံတွေဘက်ကိုဥတီလာနေတဲ့အတွက်စစ်ကောင်မရှင်ကညောင်ကျိုးလေတာတောင်တဝိုက်ပြန်လဲဆိုးမှုမှုရယူဖို့စစ်ကူပေးနေရတဲ့အပြင်ကပါစဆက်ယုံတွေမဆုံးရှုံးစေဖို့အင်အားဖြစ်တင်းနေတာလည်းဖြစ်ပါတယ် စင်လန်ကိုအခြေပြုထားတဲ့စစ်ကောင်မရှင်တက်မှာလေသာတောင်ကျောတဝိုက်မှာအေရဲဂျားဖြတ်တိုက်ခိုက်မှုကိုခံရပြီးတဲ့နောက်တက်တွေပြန်လည်ဆုတ်ခွာနေကြရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်